ဘိုင်ဘာဖွင့်တဲ့အချိန်မှာအခုလိုမျိုးပြနေပြီးတော့မှဖွင့်လို့မရဖြစ်နေရဆိုလို့ရှိရင်တော့ဒီနီးလန်းနဲ့အမြန်ဆုံးဖြည့်ရှင်းလို့ရပါတယ် ပထမဆုံးလုပ်ပေးရမယ့်အရာကတော့ကျွန်တော်တို့ Viber ကိုခုလိုမျိုးကျွန်တော်တို့ဖြစ်နေရဆိုတာကိုကျွန်တော်တို့ Viber ဘက်ကိုကျွန်တော်တို့သွားပြောရမှာပဲဖြစ်ပါတယ်။အဲ့ဒီတော့ကျွန်တော်တို့ဘယ်လိုမျိုးပြောရမလဲဆိုလို့ရှိရင်เนาะအကျွန်တော်တို့ဒီ link ကနေပြီးတော့မှကျွန်တော်တို့သွားပြီးတော့ပြောရမှာပေါ့เนาะအဲ့ဒီတော့ကျွန်တော်တို့ဒီ link ကိုကျွန်တော်တို့ copy ယူခဲ့လိုက်ပါ။အဲ့ဒီ link ကိုကျွန်တော်တို့ copy ယူပြီးပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့အဲဒီတိုင်းနေတဲ့ browser ပေါ့เนาะကျွန်တော်ကတော့ဒီသူ့ရဲ့ဒီ Google Chrome ကိုပဲကျွန်တော်သွားပြီးတော့မှအဲ့ဒီ link ကိုကျွန်တော်ဒီမှာ Google Chrome မှာကျွန်တော်တို့အဲဒီမှာ paste လုပ်မှာပေါ့เนาะ copy paste လုပ်ပြီးတော့မှကျွန်တော်တို့ share ကိုဆက်သွားလိုက်ပါ။ Okay ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်เนาะဒီမှာပေါ့เนาะ I am not a robot ဆိုတဲ့ဒီ sheet က ဒီ၄000ကွက်ဒီပေါ့နော်၄000ကွက်လေးကိုကျွန်တော်အမှန်ကြီးရှင်းပေးရပါမယ်။ Okay ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ Viber ဘက်ကိုကျွန်တော်တို့အခုလိုမျိုးဖြစ်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တင်ပြလို့ရပြီပေါ့နော်။အဲအဲ့လိုမျိုးကျွန်တော်တို့တင်ပြမယ်ဆိုလို့ရှိရင်တော့အပေါ်ကကျွန်တော်တို့ UR email address ဆိုတဲ့နေရာမှာကျွန်တော်တို့ရဲ့ဒီ email ကိုမှန်မှန်ကန်ကန်ရိုက်ထည့်ပေးဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ email ကိုသူကကျွန်တော်တို့ဒီလိုမျိုးဒီဖြစ်နေရဆိုတဲ့ဟာကိုကျွန်တော်တို့ဒီမှာ Viber ဘက်ကိုတင်ပြတဲ့အခါမှာ Viber ဘက်ကနေဒီ email ရဲ့ကိုကျွန်တော်တို့မေးတွေပါတယ်ကျွန်တော်ပို့လာတာပဲဖြစ်ပါတယ်။အဲ့ဒီတော့ကျွန်တော်တို့ကဒီထက်မှာတော့ကျွန်တော်တို့ရဲ့ mail ကိုမှန်မှန်ကန်ကန်ရိုက်ထည့်ပေးဖို့လိုအပ်ပါတယ်။ကျွန်တော်ကကျွန်တော် ော်ရဲ့ email ကိုကျွန်တော်ရိုက်ထည့်ပေးလိုက်ပါမယ်။ Okay ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့နော် name မှာကျွန်တော်တို့ဒီ Viber ဖွင့်မဲ့ name ကိုကျွန်တော်တို့မှတ်မှတ်ကန်ကန်ကျွန်တော်တို့ဖြည့်ပေးရပါမယ်။အဲ့တော့ကျွန်တော်ကဒီနေရာမှာကျွန်တော်ဒီကျွန်တော် Viber ဖွင့်မဲ့ name ကိုကျွန်တော်အဲဒီမှာမှတ်မှတ်ကန်ကန်ကျွန်တော်ထည့်ပေးလိုက်တယ်ပေါ့နော်။ Okay အဲ့လိုမျိုးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်အောက်ကား category ဆိုတဲ့နေရာမှာကျွန်တော်တို့ကရွေးပေးရမယ်ပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်တို့ technical issue ဆိုတာကိုကျွန်တော်တို့ရွေးပေးလိုက်ပါ โอเคပြီးသွားပြီဆိုလို့ရှင်เนาะအဲ့ဒီမှာ topic ဆိုတဲ့နေရာလေးပေါ်ထပ်ပြီးတော့มาပေါ်လာတယ်ပေါ့เนาะအဲ့ဒီတော့ကျွန်တော်အဲ့ဒီ topic ဆိုတဲ့နေရာလေးမှာကျွန်တော်တို့အဒီမှာ general question ဆိုတဲ့ဟာလေးပဲအပေါ်ဆုံးဟာကိုကျွန်တော်ရွေးပေးလိုက်ပေါ့เนาะโอเคပြီးသွားပြီဆိုလို့ရှင်เนาะဒီမှာအောက်မှာ country ပေါ့เนาะအဲ့ဒီ country ကအရေးကြီးတယ်ကျွန်တော်တို့ကဒီပေါ့เนาะဥမာမြန်မာဆိုလို့ရှင်လည်းကျွန်တော်အဲ့မြန်မာဆိုတဲ့ဟာကိုကျွန်တော်တို့ရွေးပေးရပါမယ်အတခြားနိုင်ငံဖြစ်တယ်ဆိုလို့ရှင်လည်းကျွန်တော်တို့တခြားနိုင်ငံပေါ့เนาะရွေးပေးရပါဖြစ်တယ်ပေါ့เนาะကျွန်တော်ကတော့မြန်မာဖြစ်တဲ့အတွက်ကျွန်တော်တို့မြန်မာဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့အောင်ရှာပေးပါမယ် အဲဒီမှာပေါ့နော်ကျွန်တော်တို့ဒီမှာမြန်မာဘာမားဆိုတာလေးရှိရပါတော့အဲ့မြန်မာဘာမားဆိုတာကိုကျွန်တော်တို့ရွေးပြီးတော့မှကျွန်တော်တို့အဲအဲ့ဒါကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်အောက်မှာကျွန်တော်တို့ရဲ့ဒီမြန်မာပေါ့နော်ဖုန်းနံပါတ်ရဲ့ကုတ်ဖြစ်တဲ့95ဆိုတာကသူ့အတူအော်တိုပေါ်လာတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကဒီနောက်ကနေရာမှာကျွန်တော်တို့ကရှေ့မှာကျွန်တော်9တလုံးခံမယ်ပေါ့နော်9တလုံးခံပြီးတော့မှကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုကျွန်တော်ရိုက်လို့ရပါပြီအဲ့တော့ကျွန်တော်က ကိုခွန်ခွန်အဒီမှာပေါ့နော်အဒီမှာကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုကျွန်တော်ရိုက်ပေးလိုက်တယ်။ Okay အဲ့လိုမျိုးကျွန်တော်တို့ဖုန်းနံပါတ်ကိုတော့ဒီမှတ်မှန်ကန်ကန်ရိုက်ပေးဖို့လိုအပ်တယ်ပေါ့နော်။ကို Viber ဖုန်းနံပါတ်ဖုန်းနံပါတ်ကိုတော့ကျွန်တော်ပြန်ပြီးတော့ဆက်ဆက်ပြီးတော့မှကျွန်တော်မှတ်မှန်ကန်ကန်ရိုက်ပေးဖို့လိုအပ်ပါတယ်။ကျွန်တော်တို့အဲ့ဒီ subject ဆိုတဲ့နေရာမှာဘာရိုက်ပေးရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ VI ပေါ့နော် BER Viber အဒီမှာ activation ပေါ့နော် ACTI ACTI VA TIO ပေါ့နော် activation fee ပေါ့နော် အဲကျွန်တော်တို့ခုလိုမျိုး issue ဖြစ်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောပြချင်တာဖြစ်တဲ့အတွက် subject မှာကျွန်တော်တို့ viber အဲဒီမှာ activation phase ဆိုတာကိုကျွန်တော်တို့ရွေးပေးလိုက်ပါတော့ရွေးပေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်မှာဒီမှာ subject ပေါ့နော်ဒီမှာ viber activation phase ဆိုပြီးကျွန်တော်ရေးပေးလိုက်တယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော် discussion ရှိရပါတော့အဲအဲ့ဒီမှာ discussion ဆိုတဲ့နေရာမှာကျွန်တော်တို့ vi b e r viber အဲဒီမှာပေါ့နော်အစောပုံစံအတိုင်းပဲ a c t i v a t i ဟိုပေါ့နော် activation phase ပေါ့နော် ်နောက်မှာကျွန်တော်တို့ FA အဲနောက်မှာ issue ဆိုပြီးတော့မှကျွန်တော်တို့တစ်ခုထည့်ပေးလိုက်ပါမယ် Okay bye bye activation fee issue ဆိုပြီးကျွန်တော်တို့ထည့်ပေးလိုက် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့အကောင်လုံးဒီမှာပြန်စစ်လိုက်ပါတော့ကျွန်တော်ထည့်ထားတာတွေမှန်ကန်မှုရှိရလားကျွန်တော်ရဲ့ဖုန်းနံပါတ်တွေမှန်ကန်မှုရှိရလားဆိုတာကိုကျွန်တော်တို့စစ်ပြီးသွားပြီဆိုလို့ရှိရင်เนาะအဲကျွန်တော်တို့ဒီအောက်ကကျွန်တော် mobile service provider ဆိုတဲ့နေရာမှာကျွန်တော်ဘာမှမထည့်ဘူးအကောင်လုံးမှန်ပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့အောက်က submit ဆိုတာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ โอเคเอ่อตูก็ดีมาบ่เนาะเอ่อถ้าสมมุติว่าดีมาเอ่อดีโมบายซาร์วิสโปรไวเดอร์ဆိုတဲ့နေရာမှာကျွန်တော်မဖြစ်မနေထည့်ပေးရမယ်ဆိုပြီးတော့มาသူကပြောတယ်ဗောနော်ပြောတယ်ဆိုလို့ရှင်เนาะကျွန်တော်တို့ဒီအပေါ်မှာကျွန်တော်တို့အဲဒီမှာဗောနော်အဲ့ဘိုင်ဘာဖွင့်မဲ့ကျွန်တော်တို့ဖုန်းနံပါတ်ကိုပဲကျွန်တော်ကော်ပီယူခဲ့လိုက်အကော်ပီယူခဲ့ပြီးတော့มาကျွန်တော်တို့ဒီမှာထည့်လိုက်ဗောနော်ထည့်ပြီးရင်ရှေ့မှာကျွန်တော်တို့အဲဒီမှာ95ဆိုတာကိုကျွန်တော်တို့ရဲ့ဒီ country code ဖြစ်တဲ့959ဗောနော်အဲ900 439အဲဒီမှာဗောနော်ကျွန်တော်ဖုန်းနံပါတ်ကိုရိုက်ပြီးတော့มาကျွန်တော်တို့အောက်က submit ဆိုတာကိုကျွန်တော်တို့ပြန်နှိပ်ပေးလိုက်ပါ โอเคဒါဆိုလို့ရှင်ဒီရှိကကျွန်တော်တို့စာမျက်နှာကိုပြန်ရောက်သွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဒီဖုန်းနံပါတ်နဲ့အဲ့လိုမျိုးဖြစ်နေရဆိုတဲ့ဟာကိုကျွန်တော်တို့ Viber ကိုကျွန်တော်တို့အဲဒီပြီးတော့ ticket ticket လို့ပုံစံမျိုးတင်ပြီးတော့မှကျွန်တော်အကြောင်းကြားလိုက်ပြီပဲဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်တို့အကြောင်းကြားပြီးသွားပြီဆိုလို့ရှင်เนาะသူကကျွန်တော်တို့ရဲ့ဒီမှာဗောနောအဲ့ဒီကျွန်တော်တို့ရဲ့ဒီထည့်လိုက်တယ်ကျွန်တော် email ကိုသူကမေးပို့တတ်တယ်ဗောနောအဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဒီ gmail ကိုတော့ကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့ဝင်ပြီးတော့မှကျွန်တော်စစ်ပေးရမယ်အဲ့လိုမျိုးစစ်ပေးရမယ်ဗောနောအစ်ဒီထဲမှာကျွန်တော်တို့မေးဝင်လာမယ်ဗောနော Viber Viber ကနေပြီးတော့မှကျွန်တော်တို့ဒီမှာဗောနောဒီ ဒီဂျီမေးထဲမှာအဲဝင်ပြီးတော့မှကျွန်တော်တို့ဒီ issue ကိုသူ့ဘက်ကနေပြီးတော့မှစစ်ဆေးပေးနေပြီဆိုပြီးတော့မှမေးဝင်လာတတ်တတ်တယ်ပေါ့နော်အဲအဲ့ဒီလိုမျိုးမေးဝင်လာတာကိုကျွန်တော်တို့စောင့်ပေးရမယ်ပေါ့နော်ကျွန်တော်ကတော့အခုမှပို့ထားတာဖြစ်တဲ့အတွက်မေးကတော့ဝင်မလာသေးဘူးအဲအဲ့ဒီလိုမျိုးကျွန်တော်မေးဝင်လာတာကိုကျွန်တော်စောင့်ပေးရမယ်ပေါ့နော်အဲသူက24နာရီအတွင်းတော့ကျွန်တော်တို့ဝင်လာတတ်တယ်ပေါ့နော်အဲ့ဒီလိုမျိုးမေးဝင်လာရဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ Viber အကောင့်ကိုပြန်ဖွင့်ကြည့်လို့ရပါပြီအဲအဲ့လိုမျိုးပြန်ဖွင့်ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တရားရဂိုင်းတော့ Viber ကိုပြန်ပြီးတော့ဖွင့်လို့ရတော့မှာပဲဖြစ်ပါတယ်အဲအဲ့လိုမျိုးကျွန်တော်ဖွင့်လို့ရရဲဆိုရင်နောက်မှာကျွန်တော်တို့ဒီ Viber ပေါ့နော် Viber driver ကိုတော့ကျွန်တော်တို့ကမဖြစ်မနေပါတော့အဲဒီကောင်ကိုကျွန်တော်တို့ဖြတ်ဖြတ်ပြီးတော့မှကျွန်တော် Play Store ကနေပြီးတော့မှပြန်ပြီးတော့ install လုပ်ပေးဖို့လိုအပ်ပါတယ်အဲအဲ့လိုမျိုးလုံးမသာလင်းကျွန်တော်တို့အရင်ဟာတွေနဲ့ကျွန်တော်ညှိမနေပြီးတော့မှကျွန်တော်တို့အကုန်လုံးဖွင့်ရတာအဆင်ပြေပါတော့ပြီးတော့နောက်ထပ်ကျွန်တော်အရေးကြီးတာတစ်ခုကတော့ Viber ကိုကျွန်တော်ပြည်လာလိုက်အပြည်လာပြီးတော့ကျွန်တော်ဒီညာဘက်ကဒီ exclamation mark ပုံစံလေး i ပုံစံလေးကိုဝင်ဝင်ကျွန်တော်ဒီထက်ကိုရောက်သွားပြီဆိုလို့ရှင်တော့ကျွန်တော်ကျွန်တော်ပုံမှန်အတိုင်းပဲဒီမှာပေါ့နော် permission ဆိုတာရှိရပါတော့ โอเคဒီထဲကိုရောက်သွားပြီဆိုလို့ရှင်เนาะကျွန်တော်ဒီမှာပေါ့เนาะအောက်မှာကျွန်တော် not allowed ဆိုပြီးတော့มาဖြစ်နေတယ်ဒီအောက်မှာပေါ့เนาะ SMS to phone တို့ဒီမှာအကုန်လုံးပဲပေါ့เนาะအဲ့ကောင်တွေအကုန်လုံးကိုကျွန်တော်တို့ကဝင်ပြီးတော့มาကျွန်တော်တို့ဒီမှာပေါ့เนาะ don't not allowed ဖြစ်နေတာကိုကျွန်တော်တို့ allowed ဆိုတာကိုကျွန်တော်တို့အကုန်လုံးကို အဒီဟာတွေအကုန်လုံးကိုကျွန်တော်လိုင်းနေပေးရမယ်ဗောနော်ကျွန်တော်အခုဒီ SMS ကိုအလောင်းပေးလိုက်ရတော့ဒီ SMS ကအပေါ်အလောင်းဆိုတဲ့အောက်မှာကျွန်တော်ရောက်သွားပြီဗောနော်အကုန်လုံးဒီဖုန်းတို့ဖိုတိုဝန်စာပေတို့အကုန်လုံးကိုကျွန်တော်တို့ပါမရှင်အလောင်းဖွင့်ပေးရမယ်ဗောနော်တခုချင်းစီဝင်ပြီးတော့မှဒီလုံးဖွင့်ပြီးတော့မှအလောင်းကိုကျွန်တော်တို့အကုန်လုံးကျွန်တော်ရွေးပေးရမယ်ရွေးပြီးသွားမှပဲကျွန်တော်တို့ဒီဘိုင်ပါကိုကျွန်တော်တို့ပြန်ပြီးတော့မှဖွင့်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တရားရခိုင်တော့အဲ့ဒီဘိုင်ပါကဖွင့်လို့အဆင်ပြေသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါဦးနော်